မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်အမ်ဘရန်လမ်းပေါ်မှာရခိုင်ပြည်အမ်ဘတ်ကိုဦးတည်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါတင်ကား3စီးနဲ့ငဖဲမြို့နယ်မှာစစ်ကြောင်းထုတ်လာတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်သား23ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မနေ့ကဒီဇမလာ၄ရက်နေ့မိုးလွယ်တနအီကန်အချိန်မှာငဖဲမြို့နယ်အမ်ဘရန်လမ်းမပေါ်စွန်တက်ရွာနဲ့လင်းတဲရွာကြားအင်အား90ခန့်ပါဝင်တဲ့စစ်ကောင်စီရဲ့ရိခါတင်စစ်ကား3စီးကို PI မကွေးတပ်ဖွဲ့က ခြုံခုံမိုင်းဆွဲတိုက်ခိုက်ပြီးတော့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ10မိနစ်ကျော်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်သား9ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရိတ်ခါတင်ကား2စီးဟာလည်းရှေ့ဆက်လို့မရတော့တဲ့အထီကိုပျက်စီးသွားတယ်လို့သိရပါတယ်။ရိတ်ခါက3စီးကတော့ဗဒန်းဘက်ကနေအမ်းဘက်ကိုဥတီထားတာအန်ကနေဘဲကိုသွားမလဲဘဲထိသွားမလဲတော့မသိရဘူးကျွန်တော်တို့ကကြားဖြတ်တိုက်ခတ်ခဲ့တာပါလို့ PIA မကွေးတပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အလားတူပဲနိုဗ ెంబ ာလ23ရက်နေ့ကလည်းငဖဲမြို့နယ် ဘုံဘောရွာကိုစစ်ကြောင်းထုတ်လာတဲ့အင်အား90ပါးတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရအောင်အပြန်လည်ပြစ်ခတ်မှုတိုက်ပွဲ9နာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗယ်အကြမ်းဖက်စစ်သား14ဦးသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ရအောင်စစ်ကူရောက်ရှိလာတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များခိတ္တပြလဲဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်ငဖဲမျိုးနဲ့ဘုံဘောကြီးရွာကိုတက်လာတဲ့ဥတီလာတဲ့စစ်ကြောင်းမှာ အဲ့ဒီအချိန်မှာကျွန်တော်တို့လုံခြုံရေးကင်းနေတဲ့စတွေ့တယ်တိုက်ပွဲဖြစ်တယ်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ PIA မကွေးတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းလင်းပြောဆိုထားပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပါခအန်းကနေစစ်ရှုံးပြီးတော့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ပြေးများကိုလည်း PIA မကွေးကကင်းမုံချပိတ်ဆို့ဖမ်းဆီးမှုများပြုလုပ်လျက်ရှိရာ ထိတွေ့တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားနေတယ်လို့သိရပါဗျ။နိုဗ ెంబ ာလနဲ့ဒီဇင်ဘာလပထမပတ်အတွင်းမှာစစ်ကောင်စီရဲ့အင်အား90နီးပါးကိုချိန်မုံနိုင်ခဲ့ပြီးတော့လက်နက်ငယ်၈လက်ခဲယမ်းနဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။လူလူတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေးအနေနဲ့မိမိတို့တဖွဲ့ချင်းတဲ့တော်၎င်းမဟာမိတ်တဖွဲ့များနဲ့ပူးပေါင်းပြီးတော့တော်၎င်းချမှတ်ထားတဲ့စစ်ရေးရည်မှန်းချက်များကိုတဆင်ချင်းအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတယ်လို့အတိပေးထားပါတယ်။နိုဝင်ဘာလနဲ့ဒီဇင်ဘာလပထမပတ်အတွင်းမှာစစ်သားအယောက်90ကျော်ကိုကျွန်တော်တို့တွေချေမုန်းနိုင်ခဲ့ပါတယ်လို့ PIA မကွေးတဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းတာယာဝတီခရိုင်နတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ3ရက်နေ့ညနေ4:40မိနစ်အချိန်ကပြည်ခရိုင်ပေါန့်တယ်မြို့နယ်စမ်းကြီးရွာကအင်အား44ဦးနဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတာယာဝတီခရိုင်နတ်တလင်းမြို့နယ်တောင်ကျဆန်းအထက် ပြောင်တောင်ချေရင်ကိုအရောက်ပရိသာမိုင်းနှလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၅ဦးသေဆုံးပြီး၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ပေါင်းတဲ့မျိုးပေါ်ကနေထွက်လာတဲ့စစ်သားအယောက်20လောက်ကနတ်တလင်းမြို့နယ်ပန်တင်းပင်ကျေးရွာကိုရောက်နေတာအဲ့ဒီစစ်သားတွေကိုကွင်းကျယ်အထိုင်စခန်းကစစ်သား24ဦးကတွားကြိုတယ်စမ်းကြီးကျေးရွာမှာစုံပြီးတော့ ကွင်းကျဲအထိုင်စကမ်းဘက်ကိုပြန်လာတဲ့အချိန်ဂျားဖြတ်ပြီးတော့မိုင်းဆွဲခဲ့တာမိုင်းဆွဲပြီးတဲ့အခါမှာလာရလန်အတိုင်းထန်းစင်နေနဲ့ပြန်ဆုတ်သွားတယ်အခုကမျိုးပေါ်ကိုလည်းမရောက်သေးဘူးလမ်းပေါ်မှာပဲစေကူတာမှုခံယူနေတယ်လို့သိရတယ်တေဆုံးမှုကတော့ထုတ်ပြန်ချက်ထဲကအတိုင်းပါပဲထတ်တိုးတော့သတင်းမရသေးဘူးလို့နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ Phoenix GF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်တေသစစ်တေသကွယ်နှစ်ဘကိုးတိုင်းစစ်တေသတာယာဝတီခရိုင်အမှတ်တက်တိုင်ရင်383တက်တပ်ခွဲနဲ့ Phoenix GF တပ်ဖွဲ့ရဲဘော်များက လုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ Phoenix DF အနေနဲ့စစ်သားရဲပြူစောထီးများနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တောက်တိုင်များကိုအခါခွင့်တင့်ရင်တင့်တယ်လို့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်မိဘပြည်သူများအနေနဲ့အကြမ်းဖက်စစ်သားရဲပြူစောထီးနဲ့တောက်တိုင်များအနီးမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရင်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့မှာစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်တောင်ကုန်းမြို့မှာဈေးနဲ့ညဈေးတန်းဟာလုံးဝပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ3ရက်နေ့ည8:00နာရီအချိန်မှာစစ်ကောင်စီရဲ့တိုက်လေရင်နှစ်စီးကတောင်ကုန်းမြို့မှာဈေးကိုဘုံနှလုံးနဲ့ကျဲချတိုက်ခိုက်သွားရာတောင်ကုန်းမြို့မှာဈေးမှာရှိတဲ့ဆိုင်ကမ်းပေါင်း90ကျော်ဟာလုံးဝပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲတစ်ချိန်တည်းမှာပဲစစ်ကောင်စီရဲ့လေတပ်ကတောင်ကုန်းမြို့ညဈေးတန်းကိုတိုက်လေရင်နဲ့ပြစ်ခတ်တိုက်ခိုက်ရာအဲ့ဒီဈေးကဆိုင်ကမ်းပေါင်း20ကျော်ဟာမီးလောင်ပြကျသွား ွားရတယ်လို့သိရပါဗျ။နိုဘယ်မာလာ28ရက်နေ့ကလည်းစစ်ကောင်စီကတိုက်လေရင်နဲ့ပုံကျဲချတဲ့အတွက် ဂူတာရက်ကွက်ကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့လူနေအိမ်များပျက်စီးခဲ့ပြီးတော့လူထိခိုက်ဒဏ်ရာမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဒီဇင်ဘာလ1ရက်နေ့ညနေ3:30မိနစ်အချိန်မှာရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ခရိုင်ကြီးရွာကိုအာနာသိန်းစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွာအပြစ်မဲ့ရဲသားပြည်သူ2ဦးသေဆုံးပြီး19ဦးထက်မနည်းပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။တောင်ကုန်းမြို့နယ်တိုက်ပွဲတွေပြင်းထန်နေခြင်းကြောင့်မြို့ပေါ်ကဒေသခံတွေအပါအဝင်အခြားသောရဲသားပြည်သူများဟာစစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်ဘတ်ချန်းနယ်အာရှလမ်းမိုင်းမှာဒီဇင်ဘာလ3ရက်နေ့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကတိုက်ခိုက်ရေး drone တွေကိုအသုံးပြုမှုတွေများလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။တိုက်ပွဲကကော့ကရိတ်မြောက်ဘတ်ချန်းမီချောင်းအင်းဘတ်နယ်အာရှလမ်းမိုင်းတော်တော်အထက်ကွင်းကလေးဘက်တွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေသေးပါ ဒီဇင်ဘာလ၄ရက်နေ့အထိကိုဆက်လက်ပြီးတော့ပြင်းထန်နေပါတယ်လို့တော်လိုင်းရေးတပ်ဘက်ကသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒီဇင်ဘာလ၃ရက်နေ့ညနေပိုင်းတပ်အင်အားဖြည့်တင်းရန်ဖအံမျိုးအတွင်းကိုစစ်ကောင်စီတပ်သားအပြည့်တင်ဆောင်လာတဲ့ကားဆယ်စီးဝင်ရောက်လာတယ်လို့ဖအံမျိုးကတအုပ်ကပြောပါတယ်။တိုက်ပွဲအတွင်းမှာတော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုတွေများတယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေအတွင်းကိုလာရောက်ပြီးတော့အလင်းဝင်မှုများလဲများနေတယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီဘက်က drone တိုက်ခိုက်ရေးအသုံးပြုမှုတွေများလာတော့လဲတော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကဂျမ်းမာများနဲ့ဆက်လက်ပြီးတော့ထိ ချုပ်ခုခံလျက်ရှိတယ်လို့သတင်းရင်းမြစ်ကပြောပါတယ် ်ကော့ဂရိတ်မျိုးရင်းတိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးတော့လေမျိုးပြင်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များထိုးစစ်ဆင်ထိုးပေါက်လာမှုကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကထိရောက်စွာဆောင်ရွက်ရရှိတယ်လို့ဆိုပါတယ်69တိုက်ရင်နဲ့စစ်ကောင်စီရဲ့ပြစ်မှတ်နေရာများကိုတော်လိုင်းတပ်ဘက်က60မမတွေနဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်ကျုံတုံးမှာရှိတဲ့စစ်ကောင်စီတပ်နှစ်တပ်ကတပ်ဖွဲ့ဝင်အင်အားတွေကိုလိုအပ်တဲ့နေရာများမှာအင်အားဖြည့်တင်းခြင်းတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ကော့ဂရိတ်မြဝတီအာရှလမ်းမှာအထိနာပြီးတော့ဖွဲ့စည်းပုံပြတ်နေတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက်၅၄၅တက်ဟာအင်အားမြပြီးတော့ သုံးပေးနေရတဲ့တပ်တစ်ခုအဖြစ်နဲ့တွေ့မြင်ခဲ့ရတယ်လို့စီရေးသတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကျွလမြို့နယ်အတွင်းအကြမ်းဆက်တမ်းနဲ့ပြူစောတီပူပေါင်းပြီးတော့နှစ်ပတ်ကြာအောင်စစ်ကြောင်းထိုးနေတဲ့အတွာပြည်သူအယောက်2000နီးပါးဟာစစ်ဘေးတိမ်းရှောင်နေရပြီးတော့စစ်တပ်ရဲ့ဒရုန်းများရဲ့တိုက်ခိုက်မှုကြောင့်ပြည်သူတဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ20ရက်နေ့ကစတင်ပြီးတော့အကြမ်းဆက်တမ်းနဲ့ပူပေါင်းအင်အား200ခန့်ဟာကျွလမြို့နယ်အတွင်းစစ်ကြောင်းထိုးမိရှုဖျက်ဆီးနေခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများထံကသိရပါတယ်။ပြည်သူတွေကနှစ်ပတ်ကျော်လောက်ဆိုတော့ခက်ခဲလာတာပေါ့။ရိတ်ခါကအစဒပိုင်းတန်းတိုင်းယူလာရတာဆိုတော့ရေရှ ချိန်မှာစားဝတ်နေရေးတွေခက်ခဲလာပါတယ်တဲထိုးဖို့လည်းမလွယ်တဲ့အတော့တောထဲမှာပဲနေကြရတာပေါ့စစ်တပ်ရဲ့မီးရှို့လိုက်တဲ့အင်ဂျင်အရေတွက်ကတော့အတီးပြုတ်လို့မရသေးဘူးလို့ကျွန်းလာကန့်မလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောကြားထားပါတယ်ဒါအပြင်ကျွန်းလာမျိုးကကံပေါက်ရွာပြူစောတိရွာကိုရောက်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းကကိုကိုကုန်းရွာကို60မမဘုံသီးများကိုတုံးပြီးတော့ ဒရုန်းသုံးပြီးတော့တိုက်ခိုက်ပြီးတဲ့နောက်ခြေရွာတိုက်နယ်ဆေးရုံမှာစတင်တပ်ဆွဲထားခဲ့တယ်လို့သိရပါတယ်။ကိုကိုဂုံးနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ခြေရွာများကို Jet Fighter သုံးပြီးတော့ November လ20ရက်နေ့မှာနှစ်ကြိမ်၊21ရက်နေ့မှာနှစ်ကြိမ်၊22ရက်နေ့မှာ MI-35 နဲ့နှစ်ကြိမ်၊24ရက်နေ့မှာ MI-35 နဲ့၄ကြိမ်၄ချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲစစ်တပ်က drone တွေတုံးပြီးတော့တိုက်ခိုက်မှုကြောင့်အရသာပြည်သူတအူသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်ဆက်တပ်နဲ့ပြူစောတိစစ်ကြောင်းကနှစ်ပတ်ကြာလှည့်လည်စစ်ကြောင်းထုံးနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကိုထောက်ခံနေဆိုပြီးတော့ကိုကိုဂုံးကိုတစ်ချိန်မတောင်လွတ်တိုက်နဲ့ဆွဲလဲရွာတို့ကိုနှစ်ချိန်စီစုစုပေါင်း9ချိန်တိတိစီးနှင်းပြီးတော့မိရှုဖြတ်စည်းမှုများကိုကျွလွန်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူပိုင်ပစ္စည်းများကိုခိုးယူလူရချင်းများကိုလည်းပေါ်ပေါ်တင်တင်လုံဆောင်ခဲ့တယ်လို့ဒေသခံပြည်သူများကပြောပါတယ်။စစ်ကြောင်းထိုးပြီးရင် ရွာတွေမှာရှိတဲ့ပစ္စည်းတွေကိုကားကြီးကားငယ်နဲ့အကုန်သဲတယ်အင်တိုင်းကိုစစ်တောင်းထိုးတော့ကလည်းအဲ့ဒီလိုပဲလှုပ်သွားတယ်အိမ်ကောင်းရင်မီးမရှို့တော့ဘဲနဲ့အိမ်တော်ပရိဘောကတွေကအစတဲပြီးတော့ပြင်တို့ဘာတို့ကိုဖျက်ယူလာဆိုတော့ပြည်သူတွေစပားရိတ်သိမ်းချိန်မှာတမင်တက်တက်ပြည်သူပိုင်ပစ္စည်းတွေကိုလူရက်ချင်လို့စစ်ကြောင်းထိုးတဲ့သဘောမျိုးလို့ပြောလို့ရတယ်လို့ကျွလကံဘလူတက်ကြွလှောက်ရှားသူများအဖွဲ့ကပြောကြားထားပါတယ်အလားတူပဲကျွလမျိုးနဲ့ ဆယ်အနီးနားမှာရှိတဲ့ကြေးရွာအများစုဟာရွှေနဲ့တောင်ရလုံငန်းလုပ်ကင်သူများဖြစ်တဲ့အတွာစီးပွားရေးတွေပြည်လည်ကြတယ်လို့သိရပါတယ်။အိမ်များမှာတနစ်စာဆန်စီတွေကိုတိုးလောက်ထားရှိတယ်လို့သိရပါတယ်။ယခုအချိန်ဟာတီးနှံရိတ်သိမ်းချိန်ဖြစ်တဲ့အတွာဒေသခံများရဲ့လက်ထဲမှာရွှေနဲ့ငွေကြေးတွေရှိနေတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီအုပ်စုနဲ့ပြူစောထီးများကအခုလိုမျိုးစစ်ကြောင်းထိုးမိရှို့ကလူရက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီလူရက်လို့ရရှိလာတဲ့ပြည်သူပိုင်ပစ္စည်းများနဲ့တချို့သောပြူစောထီးများရဲ့မိသားစုဝင်များဟာရွှေတွေငွေတွေစုဆောင်းနိုင်ခြင်းနဲ့တိုက်လိုမျိုးနေအိမ်ဆောက်လုပ်နိုင်မှုများတောင်ရှိလာတယ်လို့ကျွန်းလကံဘလူလှုပ်ရှားသူများအဖွဲ့ကပြောဆိုထားပါတယ်လက်ရှိမှာလူရက်ထားတဲ့တံမိုးကြီးပစ္စည်းများကိုကံပေါက်ကြီးရွာပြူစောထီးအထိုင်စခန်းများကိုကားတွေနဲ့တယ်ဆောင်ပြီးတော့ဝေစုခွဲနေကြတယ်လို့သိရပါတယ်အကြမ်းမဲ့စစ်တပ်နဲ့ပြူစောထီးများရဲ့စစ်ကြောင်းထုံးမှုကြောင့်ကျွန်းလမြို့နယ်အတွင်းမှာရှိတဲ့ကုတ်ကိုကုန်းတကုန်းတမရပင်စုမြဘုံသားလွတ်တိုက်မတောင် စွဲလဲတောင်ရစိတ်ကဲ့မလူမျိုးနယ်ကလက်ခုပ်ပင်ရွာကောလင်းမျိုးနယ်အတွင်းကရွာသစ်အောင်ချမ်းသာပေတပင်စတဲ့ကြီးရွာဆက်နေရွာကပြည်သူပေါင်း2000နီးပါးဟာစစ်ပီးတိတ်ဆောင်နေရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ